မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ကတိတိန်မြို့သိမ်းတိုက်ပွဲမှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကမြို့ပေါ်လူနေအိမ်တွေကိုမိရှုဓာတ်တွေတိုက်လေရင်းနဲ့ဘုံကျက်ဓာတ်တွေတောက်လျှောက်လုပ်နေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်ဆိုပါတယ် ရန်ကုန်တိုင်းကတလမြို့နယ်မှာစစ်တပ်ဘက်တော်သားဒေါခင်ခင်ဆိုးဆိုတဲ့အမျိုးသမီးတဦးကစီပင်ဌာနဆိုင်ရာတွင်နဲ့ပေါင်းပြီးမြေကရန်အတုတွင်နဲ့ပြည်သူပိုင်းမြေကွက်တွေကိုလူမိုက်တွင်နဲ့အတူချိန်ချောက်လိုက်လံသိမ်းယူနေတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချင်းမီနယ်ကတိတိုင်မြို့သိမ်းတိုက်ပွဲမှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကမြို့ပေါ်လူနေအိမ်တွေကိုမိရှို့ဓာတ်တွေတိုက်လေရင်နဲ့ဘုံကျဲဓာတ်တွေတောက်လျှောက်လုပ်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့လည်းစစ်ရေးသတင်းရင့်မြင့်နဲ့စစ်ဘေးရှောင်ပြည်သူတို့ကပြောပါတယ်။မေလ26ရက်နေ့ညပိုင်းကစပြီးချင်းမီနယ်တိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲအဖြစ်ချင်းညီနောင်တော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိမှာတိတ်တိတ်မြို့တွင်းကစစ်ကောင်စီတပ်နေရာတတော်များများကိုချင်းတော်လန်ရေးတပ်တွေကသိမ်းပိုက်ရရှိထားပြီဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်အရှင်ဖမ်းမိထားတဲ့သူတွေပါရှိသလိုတချို့ကထွက်ပြေးသွားကြပြီးတော့ တို့ရဲ့ခလာရနစ်ချက်ကိုတက်မှာသွားပေါင်းပြီးခန့်စစ်ပြင်ထားကြတယ်လို့လဲစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့တီတိန်မျိုးသိန်းတိုက်ပွဲအတွင်းအထိနာနေတဲ့စစ်ကောင်စီတပ်ကမြို့ပေါ်မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကြောင့်နေအိမ်တွေလည်းမိလောင်ဖျက်ဆီးတာတွေရှိနေပြီးပြည်သူတွေကတော့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့တိုက်ပွဲကဆက်လက်ပြင်းထန်နေတယ်လို့လဲစပေးရှောင်ပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ဒီတခါရန်ကုန်တိုင်းဘက်မှာတော့ တလားမြို့နယ်မှာစစ်တပ်ဘတ်တော်သားဒေါခင်ခင်ဆိုးဆိုတဲ့အမျိုးသမီးတဦးကစီပင်ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီးမြေကရန်အတုတွေနဲ့ပြည်သူပိုင်းမြေကွက်တွေကိုလူမိုက်တွေနဲ့အတူချင်းချောက်လိုက်လံသိမ်းယူနေတယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်မေလ25ရက်နေ့ကအချက်ပစစ်တပ်ဘတ်တော်သားဒေါခင်ခင်ဆိုးဆိုတဲ့အမျိုးသမီးဟာတလားမြို့နယ်မော်ဆက်ရက်ကွက်ရာဇအသိဉာဏ်လန်းနဲ့ဝိဒူရလန်းအကြကပြည်သူပိုင်းနေအိမ်တွေကိုသူတို့ပိုင်တယ်လို့ပြောပြီး အဲ့ဒီဒေါခင်ကင်းစိုးဆိုးတဲ့သူဟာပါမစ်အတုဂယံအတုတွေကိုကင်ပြီးတော့လူမိုက်တွေနဲ့ရက်ကွက်နေပြည်သူလူတုကိုလိန်လေပြောဆိုပြီးချိန်မောင်းနှင်ထုတ်နေတယ်ဆိုပါလေအဲ့ဒီအချမ်းဖက်စတဲ့ဘတ်တော်သားကင်ထားတဲ့ဂယံအတုပါမစ်အတုမြင်နေရတွေမှာနေတဲ့ပြည်သူတွေဟာနှစ်ပေါင်း80ကျော်နေထိုင်လာတဲ့သူတွေဖြစ်တဲ့ပြည်ပြည်သူတွေမှာအိုးအိမ်ကအထောက်အထအပြည့်အစုံမြို့နယ်ရက်ကွက်ခေတ်အဆက်ဆက်ကအထောက်အထအပြည့်အစုံရှိတာကို ပါမေအတုဂယံအတုတွေကင်ထားတဲ့စစ်တပ်ပတော်သားဒေါခင်ခင်ဆိုးဆိုတဲ့သူကလူမိုက်တွေနဲ့လာပြီးမောင်းထုတ်နေတဲ့သူရက်ွက်နေပြည်သူတို့ကပြောထားပါတယ်။အဲဒီစစ်တပ်ပတော်သားဒေါခင်ခင်ဆိုးဆိုတဲ့သူဟာနိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးဒလားမျိုးနဲ့အတွင်းကပြည်သူတွေနေတဲ့မြေနေရာတွေကိုအတင်းအဓမ္မခြံစည်းရုပ်တွေခတ်ပြီးလူယူသိမ့်ပိုက်နေတာဟာမြေကွက်ပေါင်း6ကွက်ရှိနေပြီဖြစ်တယ်လို့အဲဒီဒေါခင်ခင်ဆိုးဆိုတဲ့အမျိုးသမီးဟာစီဘင်တာယာရဲ့ကော်မတီ မြို့ပြမြေစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာနကဌာနမှုဒုဌာနမှုတွေနဲ့ပေါင်းပြီးတော့ပါမစ်အတုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့အဲ့ဒီလိုစီပင်ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီးပြည်သူတွေရဲ့နေအိမ်တွေကိုပါမစ်အတုကရန်အတုတွေနဲ့မတရားလိုက်လံသိမ်းယူနေတဲ့စစ်တပ်တော်သားဒေါက်ခင်ကင်းဆိုးဆိုတဲ့သူဟာဘုရထောင်မြို့နယ်မှာနေထိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ ရန်ကုန်တိုင်းလှိုင်တရာမြို့နယ်ကပြည်သူတွေရဲ့နေအိမ်တွေကိုကျူးကျော်လို့ပြောပြီးဖျက်ဆီးခဲ့တဲ့မြို့နယ်စီပင်တရာရုံကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့ Duck Shadow အဖွဲ့ရဲ့ရဲဘော်ပန်တာကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလှိုင်တရာမြို့နယ်ရှိရက်ကမကွေးလမ်းမှာရှိတဲ့လှိုင်တရာမြို့နယ်စီပင်တရာရဲ့ရုံကိုတော်လန်ရဲ့ရဲဘော်တွေကအဝေးထိန်မိုင်းနဲ့နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ကယုံနီတဝိုက်မဆစ်စစ်ဓာတ်တွေလုတ်သွားတဲ့အပြင်အစင်းစစ်တာတွေပါလုတ်သွားသေးတယ်လို့ဒေသခံပြည်သူကပြောပါတယ်။ဒက်ရှယ်ရိုအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့အဲ့ဒီလိုင်းတာမျိုးနဲ့စီပင်တရားရေးယုံကအပြင်ပဒံကျွန်းကြီးကျေးရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုကျူးကျော်လို့ပြောပြီးမတရားဖျက်ဆီးဖြိုချခဲ့တဲ့အတွက်ဘုံခွဲတက်ခိုက်တာဖြစ်တယ်လို့လက်ရှိလိုင်းတာမျိုးနဲ့မှာစစ်တပ်လိုချပ်ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါမှန်သမျှကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့လည်းဒက်ရှယ်ရိုအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ီတခါဘကိုးတိုင်းဘက်မှာတော့လက်ပရန်မျိုးနဲ့မှာအကျန်းဖတ်စစ်တဲ့အတွက်အလုတ်လုတ်ပေးနေတဲ့လင်မယားနှစ်ဦးပြစ်ခတ်ခံရပြီးသေသွားကြပြီလို့ရွှေတန်းမြေပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ24ရက်နေ့ကပဲလက်ပရန်မျိုးနဲ့စီတုံးကျေးရွာမှာနေတဲ့အကျန်းဖတ်စစ်တဲ့သတင်းပေးအဖြစ်လှုပ်ဆောင်နေတဲ့သူမင်းစော်ဦးနဲ့ခင်မာကြီးဆိုသူတို့လင်မယားနှစ်ဦးကိုတော်လိုင်းရဲ့ရဲဘော်တွေကအကြိမ်ကြိမ်တတိပေးနေတဲ့ကြားကား စစ်တပ်အတွက်အတုံးကွန်ဆိုက်တင်ပေးလုပ်နေတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပါတယ်အဲဒီနောက်သူတို့စီကနေအကြံဖက်စစ်တပ်နဲ့ဆက်သွဲထားတဲ့အချက်လက်တွေအထောက်ထားတွေပါတွေ့ရှိခဲ့ပြီအဲဒီစစ်တပ်တင်ပေးလုပ်နေတဲ့မင်းစော်ဥရောလင်မယားနှစ်ဦးစလုံးဟာတော်လိုင်းရဲ့တင်တွေလှုပ်ရှားမှုတွေကိုတင်ယူပြီးစစ်တပ်ကိုတင်ပေးလုပ်နေယုံနေမကသူတို့ကိုယ်တိုင်လမ်းပြပေးတဲ့အထိပါလုပ်နေကြပြီအဲ့ဒီလိုတွေမလုပ်ဖို့အကြိမ်ကြိမ်တတိပေးထားတဲ့ဂျာကဆက်ပြီးလုပ်နေတဲ့အတွက်ပြစ်ခတ်ရှင်းနေရတာဖြစ်ပြီး အခုတော့သေကုန်ကြပါပြီလို့ရွှေတန်းမြေပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတပ်ဖွဲ့မှာတော့စကိုင်းတိုင်းပလန်မြို့နယ်တောင်ရွာတစ်ကပြည်သူ23ဦးကိုအချက်ဖတ်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေကဖမ်းဆီးသွားပြီးတဲ့နောက်ပြည်သူ၄ဦးကိုတပ်ဖြတ်လိုက်ပြီးကျန်တဲ့ပြည်သူတွေကိုငွေကြက်25သိန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့တောင်ရွာတစ်ပအဖအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ22ရက်နေ့က ပလဲမြို့နယ်တောင်ရွာတစ်ချေရွာနေအမျိုးသမီးတွေပါဝင်တောင်ရွာလုတဲ့ရတပ်ပြည်သူ23ဦးကိုအကြမ်းဖက်စစ်တပ်နဲ့ပြူစော့တိတွေကဖမ်းဆီးသွားတယ်ဆိုပါတယ်။အဲ့ဒီနောက်အင်မတီချေရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တိတွေကဖမ်းဆီးလာတဲ့ပြည်သူ23ဦးတဲ့ကအသက်42နှစ်အရွယ်ကိုကျော်ခိုင်အပါဝင်အရတပ်ပြည်သူ၄ဦးကိုတပ်ဖြတ်လိုက်ပြီးဂျန်နဲ့ပြည်သူတွေကိုငွေကျပ်25သိန်းနဲ့အရက်ဖားတွေဘီယာဖားတွေပို့ပြီးရွေးခဲ့ရတယ်လို့ပလဲမြို့နယ်တောင်ရွာတစ်ပအဖအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်။ ပြန်လဲရွေးယူခဲ့ရတယ်ပြည်သူတွေတဲမှာလဲအကြပ်ဖက်စစ်တပ်နဲ့ပြူစော့တီတွေကဓာတ်တွေနဲ့အမွန်ခံထားရတဲ့သူတွေပါရှိနေပြီရရဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းခံထားရတဲ့ပြည်သူတွေပါပါတဲ့အပြင်တချို့ဆိုစကားတောင်မပြောနိုင်တော့တဲ့အခြေအနေတွေကြောင့်အရေးပေါ်ဆေးသွင်းနေရတဲ့သူတွေလည်းရှိနေတယ်လို့တောင်ရွာတစ်ပါဖအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ